ားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့စကြဝဠာတဲကကျဲတစ်ခုမှစနေဂျိုရဲ့ကွင်းနေနဲ့တူတဲ့ရည်ဓုကိုတွေ့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒိဗတ်ပညာရှင်တွေကဆိုလို့ရှိရင်တော့ပုံစံမဖော်ရသေးတဲ့ကျဲတစ်ခုမှရည်ကိုတွေ့ရှိခဲ့ပါတယ်။ James Watt အာဂါတာမှန်ပြောင်းကနေပြီးတော့ကျွန်တော်တို့ရဲ့နေနဲ့တူတဲ့ HD 181327ဆိုတဲ့ကျဲကိုလှည့်ပတ်နေတဲ့အပျက်စီးကွင်းထဲမှာရည်ခဲအစအနာတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကဘာကနေပြီးတော့အလင်းနဲ့155နဲ့အကွာမှာတည်ရှိနေတယ် DJ စနစ်ဟာတက်တန်းအဖြစ်ကတော့23တန်းရှိသေးတယ်ဆိုပြီးသိရပါတယ်ဒီတွေ့ရှိချက်ဟာဆိုရင်တော့ကဘာကိုရေတွေဟာစကြဝဠာတဲကဂျိုသိန်းဂျုံမွားတွေနဲ့ကျဲတကွန်တွေစီကတဆင့်ရောက်ရှိလာတဲ့ဆိုတော့အစောပိုင်း theory တွေကိုပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်အပြည့်အစည်းဝင်ဒါမှမဟုတ်ဂျိုမဖြစ်သေးခင်အရာကကျန်ငယ်လေးတွေကိုလှက်ပတ်နေပါတယ်ဖုံမုံတွေနဲ့အခြားပစ္စည်းတွေပေါင်းပြီးဂျိုဖြစ်လာဖို့အတွက်ကတော့နှစ်တန်းပေါင်းများစွာကြာအောင်ပါပါ ဂျွန်ဟော့ပစ်ကင်တက္ကသိုလ်ကလေ့လာမှုရဲ့ပင်မစာရေးဆရာနဲ့သူတည်သည်ချန်ရှီကတော့ NASA ရဲ့ထုတ်ပြန်ချက်တစ်ခုမှာဝပ်ဟာရေခဲကိုပဲ တွေ့ရှိခဲ့တာမဟုတ်ပဲကျွန်တော်တို့ရဲ့နေစက်ချဝလာမှာရှိတဲ့ခိုင်ပါဘက်လိုနေရာတွေမှာတွေ့ရတဲ့စက်တန်ရဲ့ကွင်းနေတဲ့ရေခဲတွေလိုမျိုးခရစ်စတလိုင်းရေခဲတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်ရေခဲကအကျိုးဖြစ်လာဖို့ကူညီပေးပါတယ်ရေခဲပစ္စည်းတွေဟာဒီလိုစနစ်တွေမှာနှစ်သန်းပေါင်းများစွာကြာအောင်လို့ဖြစ်ပေါ်နိုင်တဲ့ ကုန်းတွင်းဂျိုရီစီကိုရောက်ရှိသွားနိုင်ပါတယ်လို့ပြောပါတယ် JWST ရဲ့ near infrared spectrograph ကတော့ HD 181327ကျဲကိုချက်ကြည့်ခဲ့ရမှာကျဲစနစ်ရဲ့အပျက်စီးခွင်းအပြင်ဘက်ပိုင်းမှာရေရဲ့ဓာတုအစနာတွေကိုတွေ့ရှိခဲ့ပါတယ်ထပ်မံတွေ့ရှိမှုအရာအပျက်စီးခွင်းရဲ့ drought ရဲ့20ရာခိုင်နှုန်းကျော်ဟာပုံမုံတွေနဲ့ရောနှောနေတဲ့ရေခဲပုံစံရှိတာကိုတွေ့ရှိခဲ့ရပါတယ်ဒီရေခဲအများစုဟာကွင်းရဲ့အပြင်ဘက်ပိုင်းမှာရှိနေပေမဲ့ ကွင်းရဲ့အစွန်ကတဝက်အကွာဝေးမှာတော့ရှေ့ရခိုင်နှုံးပဲတွေ့ရှိခဲ့ရပါတယ်။ကျယ်စနစ်ရဲ့အလဲပိုင်းမှာတော့ရေခဲမရှိပါဘူး။ဒါကကျယ်ကနေထုတ်လွတ်တဲ့တဲအောင်ကြီးကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကြောက်တုံးအချို့မှာတော့ရေပါဝင်နိုင်ပါတယ်။ဒီကျယ်စနစ်ကို NASA သိပ္ပံပညာရှင်တွေကနှစ်ပေါင်းများစွာစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။